ရှင်လင်းလုံးဝင်တို့ဆုံးဖြတ်ချက်များဖော်ထုတ်ခြင်းဆိုင်ရာစုံညီစည်းဝေးကိုဇန်နဝါရီလ17ရက်နေ့မှာရန်ကုန်မြို့ပလန်မြို့နယ်မှာရှိတဲ့တော်ဝင်နှင်းစီစားတောက်ဆိုင်မှာပြုလုပ်ခဲ့ပြီးအစည်းအဝေးရဲ့အဖွဲ့မှစကားမှာဦးမင်းကိုနိုင်ကပြည်သူစုတစ်ခုလုံးအတွက်အလုပ်လုပ်လိုတဲ့အင်အားစုတွေဟာလွတ်တော်အတွင်းရောက်ရှိနေသူတွေနဲ့ဟန်ချက်ညီအောင်ကြိုးစားရမယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်2014ခုနှစ်အတွင်းဖြတ်တန်းမှုတွေမှာတိမ်မွေးမှုအကဲဆက်မှုဖြစ်စဉ်တွေရှိမှဖြစ်ပြီးပြည်ရဲ့များတဲ့အချိုးအကွေမှာလက်ချင်းချိတ်ဖို့လိုအပ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အားလုံးသွားတဲ့နေ့ဒီပုဂ္ဂိုလ်ဘုံထုတ်လိုက် က်ကဖက်ဒရယ်ကျွန်တော်ဆုံးဖြတ်ပါပါလိမ့်မယ်အဲ့တော့တယောက်နဲ့တယောက်ဒီအခြေခံပေါ်မှာသွားရင်ဖြစ်ကျွန်တော်လည်းပြောလို့ရပြီဆိုတာသာပါလေအပြီးတော့မှကိုပါတီကိုအဖွဲ့အစည်းနဲ့ကိုယုံကြည်ရတယ်ကိုပြောရစွာပြောဆိုနေတာကဘာဖြစ်ပါလဲခုနပါနိုင်ရတော့ကျွန်တော်တို့တူတယ်ဆိုရင်ချစ်ဆက်ပြီးတော့ဘယ်နဲ့တွေ့ရမလဲဆိုတာကိုစဉ်းစားလို့ပြောပါလိမ့်မယ်အဲ့ဒီမှာမျိုးရှိပါလိမ့်မယ် ဈေးကောက်ပဲဝင်ပြီးတော့တုတ်တော်တဲ့ကိုဝင်ရအဲ့ဒီအပိုင်းကအပိုင်းနော်အပိုင်းကကြတော့ဒီခုနပြောတဲ့တုတ်တော်ပြင်ပမှာပေါ့လေခင်အားစုပြရစီပါလေကျောင်းတော်ကတုတ်တော်တဲ့ဝင်တော်လည်းပဲကျွန်တော်တို့ပြည်တော်စုတစ်ခုလုံးအတွက်အလုံးလုံးချင်ကြတဲ့အားစုတွေအား ုတ်တော်လည်းရောက်သွားသူတွေနဲ့ဟန်ချက်ညီဖို့လေကျွန်တော်တို့ကျေးဇူးပါပါပြီမယ်လို့ဟုတ်ပါအဲ့ဒီတော့ဒီကနေ့အခုကျွန်တော်တို့ပြေကြားထားတယ်နောက်ထပ်လည်းဒီအင်အားတွေကကိုယ့်ချက်တော့ပါအခုပြေကြားထားတဲ့အားသူတွေကအစပြမအမဒေကဲလို့ထဲရပါတယ်ဘာလို့လဲဆိုတော့ဆိုလိုတာအချက်ကြီးတစ်ခုပုံလို့ဆက်ဆွဲလို့ရတော့၎င်းစကားကိုချိန်ပြီးတော့ ြစ်ကုန်ဒီရရရဲ့ပြောစီရရဲ့ပြဿနာတွေတော့ဆက်ပြီးပြည့်နေစမှာလို့ပြောဆက်လေးကတိုင်းနာရေးကိုရှင်းရှင်းလင်းလင်းပြောဒီရင်းရဲ့ဒီဘာလဲဒီရင်းရဲ့အာမတ်တဲ့ကပြောစီရပါအာမတ်ဒီကအခုဆိုရင်အဖြစ်ကရဆိုင်ရခြင်းတစ်ခါကလည်းတိုင်းနာရေးဘက်ကလည်းနိုင်ငံရေးအစိုးရကလည်းပြောပြလို့ဆိုတော့ကျောင်းကလည်းပုံမပြောက်သေးတော့သူပဲပြောမှာပါ ဟိုယုံကြည်မှုမရှိတဲ့ကောင်ကလို့လို့ရတဲ့ကိစ္စကိုဆိုတော့အပြည့်ရပေါင်းလဲများပြီဘယ်တော့မှလည်းအပြည့်ဖတ်မလာလို့ဆိုတဲ့အခါကျတော့အပြည့်ဖတ်အောင်စဉ်းစားနေတယ်ဆိုတာကပထမဆုံးစဉ်းစားနေတာအဲ့ဒါမှဒါဘယ်မှာခက်အတွက်အကြိုက်ကျဆိုင်နေတယ်ဆိုတာဖြစ်ပါတယ်အဲ့ဒီအကြိုက်တွေစက်တယ်သွားပြီးတော့ရုပ်ောက်ပဲသွားမယ်ဆိုတော့တကယ်လည်းပါဒါကျွန်တော်တို့ဒီမိုကရေစီ မှုတွေနဲ့ပြေးကြတယ်။အဒီလက်ကျွန်တော်တို့ပြောမှဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ပြပြီးရင်ကိုယ်စလဲတွေမှာအကြမ်းသားဒေသတွေကိုထပ်သွားကြပါတော့။ကျွန်တော်တို့လည်းလိုအပ်တဲ့နေရာကိုသွားပါမယ်။ကိုယ်တိုင်လည်းသွားပါမယ်။လက်2015ကိုအရောက်ဖြစ်ပါဒီ2014ဒီနှစ်ထဲမှာလည်းကျွန်တော်တို့တော့မှာတော်တော်လေးကိုများပြီးချက်သားမှာတွေကတိမ်ဝိမယ်အကဲဆက်မယ်ဒီလိုပုံမစံတာဖြစ်စေ ကျွန်တော်စိတ်ကမှတော့ပြောကြတယ်ပုံမှန်ဒုက္ခတွေလည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာအပရိယများတဲ့အချို့တွေမှာဘာတွေဘာတွေပေါ်လာမလဲဆိုတာသူကနားလည်တာသဘောပေါက်တာ။အဲ့တော့ဒီကနေ့ဘုံသောွေနေမယ်နောက်တစ်နေ့ကြမ်းကြမ်းသွားမယ်။အဲ့ဒီတွေ့တဲ့တဲ့ပြောရရင်တော့ကျွန်တော်ရချင်းစိတ်ကားတော့ပြောပါဦး။ဘယ်သူမဆိုအားရှိတဲ့လူကိုခံများပါလဲ။ဘလောက်ပဲမတရားလုပ်နေတဲ့ သူလည်းဖြစ်ဖြစ်တက်ကြောင်းကြီးဆိုတော့ကျွန်တော်ချိုးလို့ပဲပါလေကျွန်တော်တို့အတင်းအောင်လဲမှာရှိနေတော့ကလွတ်လွတ်နဲ့တရားလို့လို့မဆိုဘာမှလည်းဘာမှရှင်လဲဆိုအမြဲတမ်းမှာနေတဲ့ကဘာဆိုအပြစ်မှာဖွဲ့ရင်ဖွဲ့ရင်ဆိုတော့တိုင်းနာဖွဲ့ရင် DAB အဖွဲ့ဖွဲ့လုံးအောင်လို့ဒါကြောင့်အဲ့ဖွဲ့ရင်အစီအလို့တော့ဒီကဥပမာနဲ့ပြောရင်ရှင်းပါဘူး ခြားပြည်တွေမှာလည်းလည်းကံကြီးဖြစ်စေမကံကြီးဖြစ်စေပဲဆရာကဒီဘက်ကဘာလို့လုပ်ကျားလေးကျတော့ဆိုရင်ဆက်ပါတော့အဲ့ဒီလိုအရင်ကအင်အားစုကိုစုမိပြီဆိုရင်အခက်အခဲတွေအမှန်တန်အကက်ပါအခုလည်းပြည်သူတွေပေါ့ပြည်သူတွေကကြောက်နေရတယ်ကျွန်တော်တို့တိတ်တော့မချဘူးလို့ကျွန်တော်ခံလို့ခံလာတယ်ဘာဖြစ်လို့လဲအစအဆုံးကိုမလုပ်နိုင်ဘူးလုပ်နိုင်တယ်ဆိုရင်စိတ်ကအားပေးရင် ကြောင်းနဲ့ကိုညောင်းနိုင်တော့ကျွန်တော်တို့ကောင်းတဲ့လူတွေပါပြည့်တယ်အဲ့တော့အထက်ကဘာလဲလို့ကျွန်တော်မှားတယ်ဒါကတော့ရှုပ်ပါဆိုတော့လည်းမှားတယ်လက်ပြီးကိုယ်သာဆက်သွားပါချမ်းလိုက်ကြတယ်တချောင်းချင်းချိုးပဲဒါကတမိုင်းမှလည်းတော်တော်များများနေတာလက်စွဲနှုတ်ဆက်ဖို့တက်ကတော့လက်ပြီးဖြေရပါလိမ့်မယ်ဒါပေမဲ့ကြံတဲ့ကိစ္စတွေအတွက်ဆိုရင်တော့တချောင်းချင်းအချိုးခံလို့ရပါဘူး ဒါပါပဲကျွန်တော်တို့အားလိုက်လျော်သေးသေးကျွန်တော်တို့လက်ဆောင်တွေကလူအိုက်လည်းလက်ဆွဲလို့ဆက်လို့အဖြေရှာလိုက်ဖို့ဒီကနေ့လက်ဆွဲလို့ဆက်လိုက်ဖို့နောက်တစ်မျိုးဆိုရင်လည်းအစီအစဉ်ဖြစ်နေအောင်ဖြစ်ချင်ပါအောင်စုထားတဲ့လူကြီးရဲ့အင်အားမျိုးနဲ့ရှင်းဆက်ပြီးတော့သွားပါဦးလို့ပြန်ပါလေဆုံးသက်ပါလေ အဲ့ဒီစည်းဝေးဟာ2013ခုနှစ်ဩဂုတ်လ6ရက်နေ့ကနေ10ရက်နေ့ထိပြုလုပ်ခဲ့တဲ့ရှစ်လေးလုံးရေးတော်ပုံငွေအတုခန်းသားရဲ့ဆုံးဖြတ်ချက်တွေကိုအကောင့်ထဲပို့ဖို့အတွက်လုပ်ငန်းကော်မတီတရက်ဖွဲ့စည်းဖို့စုံညီစည်းဝေးခေါ်ယူတဲ့စည်းဝေးဖြစ်တယ်လို့သိရပါတယ်။စည်းဝေးကိုဇန်နဝါရီလ17ရက်နေ့နဲ့12ရက်နေ့နှစ်ရက်ပြုလုပ်မှာဖြစ်ပြီးလွတ်တော်ပြင်ပရှိအင်အားစုအားလုံးကိုကိုးစားပြုတဲ့အကောင့်ထဲပို့ရေးကော်မတီတရက်ဖွဲ့စည်းနိုင်မှုအတွက်ပြုလုပ်ခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်ရေးရှိမြို့စလီမြို့ကနေရက်ပတ်အဖွဲ့အစည်း133ဘွဲ့နဲ့တွဲဆုံဆွေးနွေးပြီးဆွေးနွေးချက်ပေါ်အခြေခံကနိုင်ငံရေးအခြေခံမူပေါင်းအဆိုပြုချက်မူကြမ်းရှေ့လုံငန်းစဉ်အဆိုပြုချက်မူကြမ်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအဆိုပြုချက်မူကြမ်းတို့ကိုစုစည်းဆွေးနွေးတာပဲဖြစ်ပါတယ်။